စေကိုစင်ရဲ့ခင်ပါစေကိုစိတ်နဲ့ပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေ siaro, te do i mazi si e chi mazi ောရာခြေပါစီဆရာတော်တဲ့တော်ရာခြေပါစီသာဓုသာဓုသာဓုယောဂီသူတော်စင်ပေါင်းတို့ခင်ဗျာဖျားမြတ်ဆုံးယတနာတရားမြတ်ဆုံးယတနာ တန်ဃာမြတ်ဆုံးယတနာယတနာမြတ်သုံးပါးတို့ဟာဩဃာဇကရောကျူးဖြင့်ညီညာဖြတ်ဖြတ်ရှ िख ူးပူဇော်ကရောကြပါစုခမညာ ပဲဖြောက်တက်ချမ်းသာကိုရွတ်ဆောင်တတ်ပေတော်ဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတန်ခါအမြတ်ဆုံးယရဏယရဏမြတ်သောမနိတကွာဆရာတခင်ကျေးဇူးရှင်ဖြစ်တော်မူသော အရဏတတစုမောဂုဆရာတော်ဘုရားကြီးဧညာတော်အာယိမိုက်ဝေရှိကောဘုသောဘုယောမယောတော်ယတိဟူသောဘုသောဝန္တာတက္ကေသဗနာမကရဝကုသောကံစေရနာတရပညာဝိရောဓကြောင့်မိမိတို့လူရှိဟတောင်းတာအပန်းစင်အမြတ်တို့အတော် ုက္ခခတိန်တို့၏ချုပ်ရာဒိညာငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့၎င်1500ကိလေသာအငြိစေတို့၏ချုပ်ရာငြိမ်းရာဒိညာဖြစ်သောနိဗ္ဗာန်သို့၎င်မိမိတို့ကြိုးစားစေပွားများစေအာထုံဆဲဖြစ်တော်ဒါနာတိလာသမထဝိပဿနာဉာဏ်တည် လင်မြန်စွာမဉ္ဉံသို့ခြေသူပြု၍နိဗ္ဗာန်သို့မြတ်မောပြုလွယ်နိုင်ကြသည်ဖြစ်ကြစေဟံဗန္တေတိတရဏေနာသဟာ ทิงกาลมนากะตะอุโบทะทาทีละธัมมาทิยามิอิระเมทีละนิพพานัตตะวิสัยโยโหตุ တိတရဏေနာတာဒေငါသမဏာကတံဥပောတထဗရမထသီလံဓမ္မံသာရုကံကတ္တဝါ အပမဒေနတံပါရိတာကံတရားဝယ်ဆောက်လိုက်ကြရအောင် တရားနှလုံးသွင်းကြတရားပဲအာယုံပြုကြ ယနေ့ဗုဒ္ဓမြတ်စွာသာသနာတော်နေ့2569ခုနှစ်မြန်မာပြည်ဟောဟာကုသတက္ကတိ1380ခုနှစ်ခုနှစ်နေုံလာတန်းခုနှစ်ရက်နေ့ခရစ်နှစ်2025ဇွန်လ2ရက်တနင်္လာနေ့မလီတိုင်းဒေသရဲ့မရဗုဒ္ဓမြို့နယ် ကျေးဇူးတော်ရှင်အရန္တသုမုဂ္ဂဆရာတော်ဘုရားကြီးအမွေးဘွားရာဇာတိမြေဖြစ်သောဥယျာဉ်တော်ကြီးရောဥယျာဉ်တော်တရားရိပ်သာကြီးအတွင်၌ဥယျာဉ်တော်တရားရိပ်သာအဝါဒစရိယဆရာတော်ဘုရားကြီးများနဲ့လေဝင်လေးရမှာရှိကြကုန်သောဆရာတော်သားတော်ရှင်မြတ်တို့၏ဘုန်းကြီးခံရေးမေတ္တာရိပ် ဩဝါဒဣတုကိုခလုံး၍မြမပြည့်ရရရှိဓမ္မတန်တိမဝိဒာចောင်းတတ်ကြီးများဤတိုက်တယ်ဆရာတော်အဂမဟာကမထနာစရိယမဟာဓမ္မဂရိကဘုဆန္နာဣတတတာပြည်တွင်ပြပသာသနာပြုအချောဓမ္မတန်တိအဓိပတိမဟာနာယကချုပ် ဓမ္မဒန်တိဆရာတော်ဘုရားကြီးဩဝါဒကို ခံယူ၍ဆေရတိုင်တန်တရားစကံဘုတော်ဤဖြစ်မြောက်ရေးအတွက်အတ္တမရိရှင်မိသားစုတို့ဤဥဆောင်မတ်တီလူတန်းမှုနှင့်အတူဓမ္မဒန္တကုသိုလ်ရှင်တိတိတို့ဤပစ္ဆေယအနုကကိုခံယူကာဝေယဝစ္စာလူငယ်မောင်မယ်ပေါင်းတို့ဤလုံအားဒါနကိုခံယူလျက် လာသည်မပြတ်စည်ရင်ရှင်းပါပြုလို့အပ်သော88ကြိမ်မြောက်ဓမ္မဒန်သည်မောဟိပဒနာနေညာလုတ်တင်လုတ်ပင်ဆေရထုတရားစကံဘွယ်ကြီးအင်းဘဒ္ဓမောဥဆုံးသောနေ့ဘဒ္ဓမောဥဆုံးသောနေ့ဘုရားနန္ဒပိုင်း၈နာရီမှ၉နာရီချိန်ထိဥဇင်းမြတ်ကျေးဇူးဆရာဟောကြားပေးမိတရားတော်ကနေရနဝကတန်ယုတ်ပါဠိတော်ပရိစ္ဆာသမုတ်ပါဒခန်းနဲ့ ခန္ဓာဝကတန်ယုတ်ပါဠိတော်သစ္စာတန်ယုတ်ပါဠိတော်ဓမ္မသင်္ကတိပါဠိတော်နဲ့မဟာတတိပဋ္ဌာနာသောဝိတ္တုဒီမပါဠိအရာရာတုကိုအခြေခံ၏ကျေးဇူးဆက်ဟောကြားအပ်တော်ခန္ဓာညာရောက်ဒိဋ္ဌိပြပရိစ္ဆသမုပ္ပတ်တင်တံအမတ်တတရားတော်ဤတရားတော်မြတ်ကြီးကိုနာယူမသားရမပြုတ်မီမှာတရားပိုင်း ရှင်ပြတ်တော်မူသောသုံးလောကထောတာ ။တပည့်မြတ်စွာဘုရားရှင်ဘုရောမြတ်ကြီးဤဂုံတော်ကိုအာယုံပြု၍အလုံးမဲ့လက်ဥလေးတွေချင်းပြီးနမောတ္တသုံးချိန်ဖြင့်ညဉ့်ညာပြပြရှ िख ုမှုသောခရောလိုက်ကြပေါင်းစုနမောတ္တဘဂဝါတောဟရဏ ဟောတိယနာကြကြသူတွေပါရှင်တော်မြတ်ဗုဒ္ဓဤလိုတော်ကြာအရန္တတဆုမုဂုဆရာတော်ဘုရားကြီးဤဉာဏ်တော်ကိုဥဒိမာထားပြီးဟောကြား나유မသားကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားရည်သားဒီကုန်းတော်မူခဲ့သောဝလနဗျာလင်္ကာဆောင်ဘုံနှင့်ဝိဇာနှင့်တဏှာယကံဆောင်ဘုံတို့ကိုညင်ညာပြပြရွတ်ပတ်ပူတော်ပြီး တရားပွဲစလိုက်ကြရအောင်မူလနဗျာသစ္စာနှခုလေးခုအလွာအင်္ဂါစနပတေဟု မဲ့လောခြေလေးတွေချတာမြတ်တော်သောဣရိယာပုတ်ဖြင့်စိတ်ချမ်းသာလူထိုင်ပြီးဟောကြားလက်တန်တော်တရားဓမ္မမြတ်ကိုအာယုန်တစ်ပါးစိတ်မသွာပဲဆက်လက်နိုင်မသားနိုင်ကြပါပြီအာလုံးယောဂီအပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးသိန်းတို့ ်ဆေရတိုင်းတိုင်းကျင်းပပြုလို့အပ်တော်တရားစကံပွဲကြီးပထမဦးဆုံးသောနေ့အကြောင်းကျိုးတိုက်ဆိုင်တဲ့အချိန်ကာသမယမှာရှင်တော်မြတ်ဗုဒ္ဓ၏လူတော်ကြာအရန္တတဆုမုဟဆရာတော်ဘုရားကြီးဥပါနေတရားကို ခံယူ၍သူတော်တို့ဦးသိန်းတို့ရဲ့ကျေးဇူးတော်ရှင်ဓမ္မရန်တိဆရာတော်ဘုရားကြီးဩဝါဒနှင့်အညီ ဘုရားမြတ်ကျေသူဆက်ပြီးမိတရားဓမ္မမြတ်ဘုသူတော်ကောင်းပေါင်းတို့ကနားလဲနားနိုင်ကြပါသည်နားတဲ့အတိုင်းလဲသိနိုင်ကြပါစေသိတဲ့အတိုင်းလဲပဲရှင်းနိုင်ကြပါသည်ရှင်းတဲ့အတိုင်းလဲပဲသူတော်ကောင်းတို့ဤနားတဲ့တရားကျင်တဲ့တရားအတုဆဲတရားတို့သည်ဒုက္ခခတ်သိမ်းချုပ်ငြိရာ ဖြစ်တဲ့မျက်နှိပ်ပံဤအာဇီသောထောက်ပံ့နေဖြစ်ပါသည်လို့ဦးသေးမြရှေးဥပနာမှာ မေတ္တာအာတိတမေတ္တာပဋ္ဌနာဖြင့်ယနေ့ဓမ္မသဘင်ကိုစတင်၍ဝင်လည်အပ်ပါれအာလုံးဂျမ်းမာချမ်းသာစွာဖြင့်သာသနာပြုနိုင်ကြပါစေတရောနုဥဒင်းတို့နေ့စဉ်နေ့တိုင်းမနက်ပိုင်းနာကြမတရားမဲ့ဣပရိစ္ဆသမုပ္ပတ်တဏ္ဍတရားတော် ဒေသနာတော်မြတ်တဲ့ဒါဒေသနာတော်မြတ်ဆိုတာဦးဇင်းတို့တာမန်တရားမအောင်မေးလိုက်နဲ့တဲ့ခြေသူတော်ရှင်မိုးဆရာတော်ဘုရားကြီးကပြိတ္တရတော်ကိုဆရာတင်ပြီးတော့ဗုဒ္ဓလူတော်ကြအတိုင်းပရိစ္ဆသုံးပါးတဏ္ဍတရားတော်ဆိုတာဟိရှိရ3လ60မှာဆရာတော်ဘုရားကြီးကဗာမိတ်လဲဆိုရင်တာမန်တရားလုံးမအောင်မေးနဲ့ကွယ်တဲ့ဒီတရားဟာနိဗ္ဗာန်တွားရာလမ်းပြမြေပုံ ။ဘာမြေပုံးနဲ့လဲ။အဲ့ဒါသူတော်ကောင်းတို့ဥစဉ်တို့ခရီးတစ်ခုကိုသွားတဲ့အခါဒေသတစ်ခုကိုသွားတဲ့အခါမှာဘယ်နာကနေသွားရတယ်ဘယ်ကနေဘလို့သွားရမလဲ။ဟဲ့ဥကတခုဥစဉ်တို့ရန်ကုန်ကနေမန္တလေးသွားတယ်မန္တလေးကနေရန်ကုန် သွားတာပဲဖြစ်ဖြစ်။ဒါကလိစ္ဆာအညွန့်တိဟူသောမြေပုံးမပါဘူးဆိုရင်တော့သူတော်ကောင်းတို့ဥစဉ်တို့သွားခြင်းတဲ့နေရာကဘယ်ရောက်နိုင်မလဲဗျာနော်။ အဲဒါကြောင့်မလို့ဦးဇင်းတို့ခုလည်းပဲဒုက္ခခတဲ့ခြုံညရာဖြစ်တဲ့မျက်နှိပ်ပံတို့တကယ်လိုချင်ပါတယ်တကယ်ရကြင်ပါတယ်ဆိုရင်တော့အဲဒါမိဘုံလိမ့်စာတော့မပြောက်စင်နဲ့ဆရာဘုရားကြီးကနော်အဲဒါကြောင့်မလို့ဦးဇင်းတို့ပရိစ္ဆာသုံးပါးတဏ္ဍတရားတော်ဆိုတာဟိတာမန်တရားတော်မအောင်မိလိုက်နဲ့ကွယ်တဲ့နိဗ္ဗာန်သွားရာလမ်းပြမိဘုံဟိတဲ့ပြောပါအောင်ပါလေနိဗ္ဗာန် ဇဝိုင်းဒေသနာတော့လိလာလိုက်တော့ဥစဉ်တို့တဲအွက်ရဲ့နှစ်အွက်ရဲ့သုံးအွက်ရဲ့လေးအွက်ရဲ့ဆိုပြီးတော့အကွာပြင်း၄ွက်ရှိတယ်။ဒါတွေရှိတဲ့တဲကဥစဉ်တို့တဲအွက်ကသူတို့ကောင်းတို့ဥစဉ်တို့အတိတ်ကမားခဲ့တဲ့အမှားတရားတွေကိုအဲ့ဒီမှာညွန်ပြပေးတယ်။ဘာကြောင့်ညွန်ပြတာလဲဆိုရင်အတိတ်ကအမှားမျိုးမမှားအောင်လို့။ဟောနောက်တကနှစ်အွက်မှာကျတော့ပြိဿသုံးပဲဇဝိုင်းဒေသနာတော်ကမှားပြစ်တင့်ပုံကိုပြတာ။ ဘာဖြစ်သင့်မုံတယ်လဲဟဲ့ဒါသူတော်ဥစဉ်တို့နှစ်ကွက်မှာကြတော့အမတရားဒီဒုက္ခခန္ဓာကြီးရတယ်ဆိုတာဒါဥစဉ်တို့ညွန်ပြပေးတယ်ဟောဒီဘက်ကဥစဉ်တို့သုံးအကွက်ကြတော့ဒီလိုလူအမတွေရှိပါတယ်ဒီအမတွေကို မလုပ်ပါနဲ့ဟောဒီအမတွေကိုလုပ်ရင်တော့ဒီလိုတို့ဘာဖြစ်မလဲဗျာတဏှာဥပါဒံကံဒီဒီအမတွေရှိနေရင်တော့နောင်ဒုက္ခခန္ဓာအမတွေပြန်ရလိမ့်မယ်ဆိုပြီးတော့၄အကွက်ကကြတော့ ဩဒေါနဥစဉ်တို့မှားပြစ်တဲ့မုံကိုပြန်ပြပေးတယ်။ဒါကြောင့်မလို့ဥစဉ်တို့ဆရာတော်ဘုရားမြတ်ကစဝိုင်းကြီးကတာရကခန္ဓာကြီးကတတ်တည်ပြတယ်။ဘာလဲစဝိုင်းကြီးကအဲဒါကြောင့်ပရိစ္ဆာသုံးပတ်စဝိုင်းဆိုတာသူများရဲ့မှတ်တမ်းလားခန္ဓာရဲ့မှတ်တမ်းလားသူများအကြောင်းလားကိုယ်အကြောင်းလား ။အဲဒါကြောင့်မလုံစင်းတော့အတိတ်ကအမှားမျိုးတွေမှားရင်တော့နှစ်အကွက်မှာမှားပြစ်တင့်မယ်။အဲဒါမှားပြစ်တင့်တာကိုမသိဘူးဆိုရင် သုံးအကွက်မှာအမှားတွေပြန်လုံးမယ်။ပြန်လုံးရင်တော့နောင်လေးအကွက်မှာအမှားဒုက္ခခန္ဓာပြန်ရပါလိမ့်မယ်။ဒါအကွက်ပြင်ဦးစင်းတို့လေးအကွက်ရှိတယ်အသွေးအပြင်ရှစ်သွေးရှိတယ်။ဒီလိုရှစ်သွေးရှိတဲ့တကဦးစင်းတို့ပြိဿသုံးဘက်ဒေသနာတော်စဝိုင်းကိုဦးဇင်းတို့ကြည့်ပြီးတော့အလုံးစဝိုင်းကိုပူတော်ကြည့်ရအောင်အဲဒါဦးဇင်းတို့ ဒီမှာကွာပြင်၁ကွက်၂ကွက်၃ကွက်၄ကွက်ဒါကွာပြင်ဦးစင်းတို့၄ကွက်ရှိတဲ့ထဲမှာလေဘုံဒီဘက်ကမြားလေးတွေရဆက်တင်ထောက်ကုန်မှာဆရာတော်ဘုရားကြီးကပြပေးထားတာနော်ဒါဒီမှာဦးစင်းတို့အသွဲရှစ်သွဲရှိတဲ့တဲ့ကဲအလုံးစိုးကြရဆိုအောင်မူလနှပြသုတိမအဝိဇ္ဇာနိတနာ သစ္စာနှခုဆိုသည်မှာတမှုရိယသစ္စာဒုက္ခသစ္စာတမှုရိယသစ္စာလေကုအလွာဆိုသည်မှာအတေကြောင်တလွာပစ္စုပ္ပံကျိုးတလွာပစ္စုပ္ပံကျောင်းတလွာ နာဂအကျိုးတလွာအင်္ဂါစနပါသုတိမာအဝိဇ္ဇာသင်္ခါရဝိညာဉ်နယောသလာယရဏဟတဝေရဏဒနာဥပါဒံကမ္မဘဝသာတိ သရမရဏတေယကိုမြာနိသုတိမအဝိသာသုရာမတိတာကိုခေါ်ပါれသင်္ခါရသုရာပြုလုတ်တာကိုခေါ်ပါれဝိညာဉ်သုရာအတိစိတ်ကိုခေါ်ပါれ

အာယရဏ၆ပါးကိုခေါ်ပါတယ်အာယရဏ၆ပါးဆိုဒီမှာမျက်စိနာနှာလျှာကိုယ်စိတ်ဟာတာဆိုရာ